ဒီနေ့တော့သတင်းကြိုလက်ပြနေဖြစ်တာမို့လို့အုံထမင်းနဲ့ချက်တိုင်းချက်ပြီးတော့ဖျားဆုံတော့ကပ်ပါမယ်။အိမ်မှာငယူသည့်အနှစ်ကလည်းကြိုချက်ထားရှိတာမို့လို့ငယူသည့်အနှစ်နဲ့လုံချက်ပုံစံမြင်မြင်လေးချက်မှာဖြစ်ပါတယ်။ပထမဆုံးချက်သားကိုရေးဆေးပြီးတော့ငယူသည့်အနှစ်တွေအရာဓာတွေအရင်နေထားလိုက်ပါမယ်။မဆလာထည့်ပါမယ်။ငံပြာရီထည့်ပါမယ်။ဟီးဝဲမှုန့်ထည့်ပါမယ်။စားထည့်ပါမယ်။ဆန်ွေးမှုန့်အနေငယ်ထည့်ပါမယ်။စီပါတစ်ခါလေးထည့်ပြီးတော့အကုန်လုံးကိုတေချာနှံ့သွားအောင်နေပြီးတော့တနားကြီးလောက်အရာဓာနှက်ထားပါမယ်။ ရသာနှက်ထားတော့ပါပဲငံပြားကြီးကြောကြောထားပါမယ်ငံပြားကြီးကြောကြောဖို့အတွက်ကကျက်သွန်နီဥအကြီး၄လုံးလောက်ကိုပပလိထားပါမယ်တဲရှင်တော့ဖို့အတွက်ကကျက်သွန်နီ၂ဥကိုပပလိထားမယ်အုံထမင်းနဲ့ထည့်ဖို့အတွက်ကကျက်သွန်အနီအသေး၄ဥလောက်ကိုစိတ်ထားပါမယ်အခုငံပြားကြီးကြောကြောဖို့အတွက်အိုးရဲကိုစီထည့်လိုက်ပါမယ်တုပ်အတွက်စီချက်ပါလုံးပါမလို့စီကိုပို့ထည့်ထားပါမယ်စီစုလာပြီဆိုရင်ဆန်ွေးမုတ်အနေနဲ့ထည့်ပါမယ်ပြီးရင်ကျက်သွန်နီလှိထားတာကိုထည့်ပြီးတော့စီချက်ချက်ပါမယ် ီချက်ရသွားပြီဆိုရင်တော့စီချက်ဖက်ကိုဆဲပြီးတော့စီစစ်ထားလိုက်ပါမယ်။ငပြားရောဆက်မကျော်ခင်မှာတရက်ချင်းတော့အတွက်စီချက်အဖက်နဲ့စီနေနေကိုဖေးထားလိုက်ပါမယ်။အခုငပြားရောကျော်ဖို့အတွက်ပစုံချောက်ကိုအရင်ကျိတ်လိုက်ပါမယ်။ကျိတ်ဆက်မရှိဘူးဆိုရင်ထောင်းလို့လည်းရပါတယ်။ ခုငပြိုက်ကျော်စကျော်ပါမယ်။ပထမဆုံးငယုတ်သီးစီတက်အနှစ်ကိုနှစ်စုံလောက်ထည့်လိုက်ပါမယ်။ပြီးတော့ရင်စီထဲမှာအပူနှင်းနှင်းပြန်ပေးလိုက်ပါမယ်။ငယုတ်သီးခွဲချမ်းဘက်ကိုထည့်ပါမယ်။ခွဲချမ်းဘက်ကတော့ကိုယ်အဆက်စားခြင်းနဲ့ပမာဏပေါ်ကိုတီးပြီးတော့ထည့်ပါမယ်။ပြီးရင်အနေငယ်မှွေးလိုက်ပြီးတော့ပစုံကြောက်ကျိတ်ထားတာကိုထည့်လိုက်ပါမယ်။ထည့်ပြီးတော့ရင်အကုန်လုံးသေချာနှံ့အောင်မှွေးပြလိုက်ပါမယ်။ငပြိုက်ထည့်ပါမယ်။ခင်းရွက်မှုထည့်ပါမယ်။ကောင်းလုံးကိုသေချာလေးတမတော့အောင်မှွေးလိုက်ပြီးတော့အနေငယ်၆တော့တဲ့အထိကြော်ပေးပါမယ်။ နောက်ဆုံးချက်မှာစီစစ်ထားတဲ့စီချက်အဖက်လေးတွေကိုထည့်ပြီးတော့မှုေပေးလိုက်ပါမယ်ဒါဆိုရင်တော့လွယ်ကူပြီးတော့မြန်ဆန်နဲ့ငပြားကြီးကျော်လေးကရသွားပြီပဲဖြစ်ပါတယ်။မီးဝဝမချခင်အရသာအပေါ့ငန်လေးတစ်ချက်မိကြည့်ပါမယ်။အရသာအဆင်ပြေသွားပြီဆိုရင်တော့မီးပိတ်ပြီးတော့မီးဝဝချလိုက်လို့ရပါပြီ။ငပြားကြီးကျော်အေးသွားပြီဆိုရင်တော့ကြက်တွန်ကျော်လေးထည့်လိုက်ပါမယ်။ပြီးရင်အကုန်လုံးကိုတေချာနှက်အောင်မှုေပေးလိုက်ပြီဆိုရင်ရပါပြီခင်ဗျာ။အခုကြက်သားချက်ပါမယ်။အရသာနှက်ထားတဲ့ကြက်သားတွေကိုချက်မဲ့အိုးလေးကိုထည့်လိုက်ပါမယ်။ပြီးသွားရင်မီးဖွင့်လိုက်ပါမယ်။အရသာနှက်တော့ကဂျင်းမုတ်ထည့်ဖို့ကြံထားတဲ့အတွက်အခုဂျင်းမုတ်ကိုထည့်ပေးလိုက်ပါမယ်။ ပြီးရင်အကောင်လုံးတေချာသမအောင်မှုပြီးတော့ဂျာတာအပေါ်ကျော်လေးတင်းလာတဲ့အထိစီတက်ပေးထားပါမယ်။စီတက်ထားတော့မှာတော့အိုးမကန်အောင်လို့ဂျာတာကိုခဏခဏမှုပေးဖို့လိုပါတယ်။ခံမဲ9မိနစ်လောက်စီတက်ပြီးတော့လို့ကြဲအပေါ်ကျော်လေးတင်းလာပြီဆိုရင်တော့ရေထည့်ပြီးတော့ဂျာတာနူအောင်တေးထားပါမယ်။ ကြသားတိတ်ထားတော့ပါပဲအုံထမင်းကိုလည်းတက်လက်စားလေးချက်ထားပါမယ်ဆန်ဟိုတော့ဆန်ချင်းကွက်၃ကွက်စာအထုတ်ပြပါမယ်ပုံမှန်ဆန်ဆင်းနေကြအတိုင်းဆန်ဆေးလိုက်ပါမယ်အုံထမင်းချက်တဲ့အခါမှာရေချင်ကိုပုံမှန်ချက်နေကြရေချင်ထက်ဆန်ချင်းကွက်တစ်ခွက်စာပို့ထည့်ရပါပြီအခုကဆန်၃ကွက်ကိုရေချင်ခုနှစ်ခွက်ထည့်ပါမယ်အုံတို့ကရေချင်နှစ်ခွက်စာဖြစ်တဲ့အတွက်ကျန်တဲ့၅ကွက်ကိုတော့ရိုးရိုးရေပဲထည့်လိုက်ပါလိမ့်စီကိုတော့ထမင်းစားစွန်းနဲ့နှစ်စွန်းထည့်ပါမယ်တကြားတော့ထမင်းစားစွန်းနဲ့၃စွန်းထည့်ပါမယ် စာတော့လည်းဖိတ်ဆုံးတဆုံးစာထည့်ပါမယ်။ကျက်သုံးစိတ်ထားထည့်ပါမယ်။ကျက်သုံးကတခါလေးထည့်လိုက်ရလို့အုံထမင်းတဝက်ကျက်မှာထည့်လိုက်ရပါတယ်။ပါပစ္စည်းတွေအကုန်ထည့်ပြီးသွားပြီဆိုတော့တေချာလေးတမအောင်လို့မှုလိုက်ပါမယ်။ပြီးသွားရင်ပုံမှန်ထမင်းဟိုတန်နေကြအတိုင်းပဲတည်ထားလိုက်ပါမယ်။အခုကြက်သားကိုရေးထည့်ပြီးတော့တည်ထားတာ15မိနစ်လောက်ရှိသွားပြီဆိုတော့အဖုံးတစ်ချက်ဖြန့်ချပြီးတော့မှုလိုက်ပါမယ်။မှုပြီးသွားပြီဆိုတော့အဖုံးပြန်အုပ်ပြီးတော့ရေခမ်းတဲ့အထိဆက်တည်ထားပါမယ်။ ုံထမင်းတည်ထားတာမိနစ်20လောက်ရှိပြီဆိုရင်တော့တစ်ချက်လေးဖွင့်ကြည့်ပါပဲပြီးရင်ထမင်းကိုတခြားလေးနှံ့သွားလို့တစ်ခေါက်မှုန်ပေးပါမယ်အခုလိုမှုန်လိုက်တဲ့အတွက်အုံထမင်းရတဲ့အခါမှာအုံတို့အနှစ်တရာအပေါ်မှာစုနေပဲနဲ့ထမင်းတွေမှာဒီညာညာလေးတမနေပါပဲဖြစ်ပါတယ်မှုန်ပြီးသွားပြီဆိုရင်တော့အဖုံးပိတ်ပြီးတော့ချက်တဲ့အထိဆက်တည်ထားလိုက်ပါမယ်အခုချက်သားလည်းဖုံးဖွင့်ကြည့်လိုက်တာရေခမ်းနေပြီဖြစ်တဲ့အတွက်အချမ်းတစ်ချက်မှုန်ပြီးတော့နူးမနူးတစ်ချက်လေးစမ်းကြည့်ပါမယ်ကျတာခရင်နဲ့ဆက်ကြည့်လိုက်တာနူးနေပြီဖြစ်တဲ့အတွက်ကျတာဟင်းရရပါပြီ။တရားတာအပေါ့ငယ်အစီပြေးသွားပြီဆိုရင်တော့မြေပိတ်လိုက်လို့ရပါပြီ။ ဒါဆိုရင်တော့ကြက်သားဟင်းကကြက်ပါပြီ။အုံထမင်းကလည်းကြက်သားကြီးဖြစ်လို့တစ်ချက်လေးဖြွင့်ကြည့်လိုက်ပါမယ်။ထမင်းကိုဖြွင့်လိုက်တဲ့အခါမှာအုံနုံနယ်လေးကလုံးဝသင်းပြီးတော့တက်လာပါလေ။ရောင်ဝါကြီးဆိုတော့ဒေချာလေးနှက်သွားအောင်လို့ထမင်းကိုဖြွာပြီးတော့မှုပေးလိုက်ပါမယ်။ပြီးသွားပြီဆိုရင်တော့အဖုံးပြန်အုပ်ပြီးတော့နှက်ထားလိုက်ပါမယ်။စားမီဆိုမှခူပါတော့မယ်။ဒါဆိုရင်နောက်ဆုံးလုပ်ဖို့ကျန်တာကတော့တရက်ချင်းတုပ်ပါတရက်ချင်းတုပ်ဖို့အတွက်ခေါ်ပြီးကိုပပလေးကိုစီးလိုက်ပါမယ် လီးပြီးတော့ရင်တော့ရေတေချာလေးစေးပြီးတော့ရေစစ်ထားလိုက်ပါမယ်။တဲရဲ့ချင်ကိုလည်းရေစေးပြီးတော့ရေညှစ်ထားပါမယ်။ဒါဆိုရင်အတုပ်စားထုတ်ပါမယ်။ကော်ဖီနဲ့ကြက်သွန်လှီးထားထည့်လိုက်ပါမယ်။တဲရဲ့ချင်ထည့်ပါမယ်။မြေဥသေးစိတ်ညှက်ထည့်ပါမယ်။ပေးချက်မဟုတ်အနေငယ်ထည့်ပါမယ်။ငံပြားကြီးထည့်ပါမယ်။တရက်ချင်းကတော့အငံတက်ပါလို့ငံပြားကြီးကိုရှော့ထည့်ပါ နှီးရွက်မှုထည့်ပါမယ်။စီချက်ကို အဖက်ကောစီရောထည့်ပါမယ်။ပြီးွားရင်တခြားလေးတမောက်နေပြီးတော့တုပ်လိုက်ပါမယ်။တုပ်နေနေမှာတခုကြံွားသတိရသွားပါတယ်။မြေပဲထောင်းထားတာထည့်ဖို့ပါ။တရေချင်းကမြေပဲလေးပါပါမှာပူစားလို့ကောင်းတာမို့လို့မြေပဲလှော်လေးပါထောင်းပြီးတော့ထည့်လိုက်ပါမယ်။ပြီးသွားရင်အကုန်လုံးကိုတခြားနှက်အောင်နေလို့ရပါပြီ။ဒီကြာနှက်အောင်နေပြီးသွားပြီဆိုရင်တော့ရတာအပေါ့ငံတစ်ချက်မြည်ကြည့်လိုက်ပါမယ်။ရတာအဆင်ပြေသွားပြီဆိုရင်တော့တရေချင်းတုတ်ကလည်းရပြီဖြစ်ပါတယ်။